မင်္ဂလာပါကွန်ခေါင်းကျင်းနှိမ်တာကိုမေးထားကြလို့ပေါ့နော်ဒီနေ့ကျွန်တော်ခေါင်းကျင်းနှိမ်ထားတာကိုကျွန်တော်ပြမှာဖြစ်ပါတယ်ကွန်ကတော့တလားနဲ့ရက်20တာဖြစ်သွားပြီပေါ့နော်ခေါင်းကျင်းကိုဘယ်လိုနှိမ်လဲဆိုတော့ကျွန်တော်ပြမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီပေါ့ဗျာကွန်ကကွန်ကသူ့အရှိကဒီဒီလောက်လောက်မှရှိပဲဆိုပါစို့ဒီလောက်မှရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့3-4ဇစ်လောက်ဝင်နေပြီးတော့ကျွန်တော်တို့အဲအမာခံရှိတဲ့အထိကိုကျွန်တော်တို့ဖျက်ချလိုက်တာဖြစ်ပါတယ်အဲဖျက်ချပြီးတော့ကျွန်တော်တို့တိုင်းထိတ်လေးမှာထုံးလေးတုတ်ထားတာပေါ့နော် လို့ဖြတ်ချလိုက်တဲ့ဟိုအကုန်လုံးပေါ့ဗျာဟိုညီဟွာဟောညီအောင်တော့မဖြတ်တော့ဘူးပေါ့ဗျာဒါဆိုကွန်စီလေးတက်နေတာဖြစ်တဲ့အတွက်ညီအောင်မဖြတ်တော့ဘဲနဲ့ကျွန်တော်တို့အဲအားရှင်ရှိသလောက်ဖြတ်လိုက်တာဖြစ်ပါတယ်အဲအဲ့လိုပြီးတော့7 black gun 2ကအဲစီဇွန်ကိုဟွာထိမ့်ပေးပေါ့ဗျာအဲ့ဒီအပြင်ကိုဘာတွေကောင်းလဲဆိုတာကိုကျွန်တော်တစ်ခုထပ်ပြမယ်ပေါ့နော်သူ့ရဲ့အမြင့်အစင်းအားပေါ့ဗျာအမြင်ရတာမသိဘူးကျွန်တော် focus ပြအောင်တကတကြာလောက်ပြပါမယ်အဲသူ့ရဲ့အမြင့်ကုတ်အားပေါ့နော်အမြင့်စင်းအား bracer လေးတွေရဲ့ ဒီအားရှိပုံပေါ့ဗျာအဲ့ဒါတွေကိုကျွန်တော်ပြပေးတာပါအင်းအမြင့်ညာမုတ်စိတ်လေးတွေရှည်ထွက်နေတာကိုတွေ့ရပါလိမ့်မယ်ခင်ဗျာဒါကကိုညွှန်ချီထားတဲ့ဂျိုးမဟုတ်ပါဘူးသူပြန်ဆင်းလာတဲ့အမြင့်ပါခင်ဗျာ